်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမဆုံးဂန်းကျုံမင်းအောင် live show ချစ်သူအဆုံးသတ်ပြီးဆိုတဲ့သတင်းတင်ဆက်ပေးပါရမရှင်မြန်မာနိုင်ငံကအမေရိကန်နိုင်ငံနဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေလုံခြုံရေးချိန်ချောက်တဲ့ပြည်မှန်နိုင်ငံ အမေရိကန်လက်နက်တိုက်တာစစ်လက်နက်တွေအကုန်ထုတ်သုံးပြီးအပြတ်ချေမုံမယ်လို့2025ခုနှစ်စက်တင်ဘာလ16ရက်နေ့ကလေးကတရားဝင်ကြေညာပြီးသားအခုတမရာကြီးထရန့်ကအထူးကွန်မန်ဒိုတွေနဲ့အပြတ်ရှင်းမယ်လို့နှစ်လအကြာ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာကမ္ဘာအသည့်ကြေညာလိုက်ပါပြီ။တမရာကြီးထရန့်ရဲ့ထုတ်ပြန်ချက်ကအမေရိကန်ပြည်ထောင်စုရဲ့အမိန့်ဒဲ့ပြောရင်မင်းအွန်လိုင်းတို့ကတည်မယ်။ကဲအချက်6ချက်နဲ့ကျွန်မအရေးမို့ပြပါမယ်။ ပထမအချက်အနေနဲ့အမေရိကန်ရာဇဝတ်ခြင်းမုန်းရဲ့အထူးအဖွဲ့ဒုတိယအချက်အနေနဲ့ရာဇဝတ်ကိုင်းချုပ်မင်းအောင်လှိုင်စောချစ်သူတတိယအချက်အနေနဲ့နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့စရုပ်ထအချက်အနေနဲ့နိုင်ငံတကာရာဇဝတ်ကျင်းရပါခြင်းပြစမအချက်အနေနဲ့ပြစ်မှုထင်ရှားစီရင်ချက်ဆက်ထမအချက်အနေနဲ့နိုင်ငံတကာရာဇဝတ်ဝရမ်းထုတ်ပြန်ချက်ပထမအချက်အနေနဲ့ အမေရိကန်ရာဇဝတ်ချင်းမုံရဲ့အထူးအဖွဲ့ Second Senator Strifford လို့ခေါ်တဲ့ရာဇဝတ်ချင်းမုံရဲ့အထူးအဖွဲ့ကိုဖွဲ့လိုက်ပြီးလို့အမေရိကန်ကကဘာတီကျင်ညာတယ်။2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အမေရိကန်ကထုတ်ပြန်ချက်ကမရဏခေါ်တမ်းပါပဲမြန်မာနိုင်ငံကရာဇဝတ်ကိန်းတွေကိုအရှင်ဖမ်းပြီးအရေးယူမယ်လို့အမေရိကန်ကအပြတ်ပြောတာ ဒီအတူအဖွဲ့ကတကဘာလုံးမှာဖြန့်ကျက်ထားတဲ့အခြေဆက်တင်နဲ့နိုင်ငံတကာရာဇဝတ်ကိန်းနဲ့ဂိုင်းချုပ်တွေကိုအမိဖမ်းပြီးအပြတ်အရေးယူမယ်။ဒီအတွက်ရာဇဝတ်မင်းအောင်လိုင်စောချစ်သူနဲ့လက်ပါစီ DKBA နဲ့စီဦးစီကျောင်းစောစတီစီရဲကျောင်းစောစိန်ဝင်းစီဦးစီအရာရှိချုပ်စောစံအောင်နဲ့စစ်ကိုကရေမှုဆိုင်းကျော်လာလေးဦးကိုပိတ်ဆို့အရေးယူလိုက်တယ်။ဆန့်ရှင်ကြတယ်ဆိုတာရာဇဝတ်ကိန်းဝင်နေလို့အမေရိကန်ဘက်ကကဘာတိကျင်ညာတယ်။ဒါပဲလားဆိုတော့ဘယ်ကမလဲ။ ရာဇဝုကွန်ရက်ကထိုင်းနိုင်ငံသားချောင်းမှုဆဝါနဲ့ကွန်မဏီတွေလက်တခါတဲ့ပိတ်ဆို့အရေးယူလိုက်တယ်။အဲ့ဒီမှာအမေရိကန်ဘက်က2025ခုနှစ်မေလ9ရက်နေ့ကတည်းက KNA နဲ့ခေါင်းဆောင်စောချစ်တူတူတာစောထူအမ်မူနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရာဇဝတ်ကိုင်းအဖြစ်ကြေညာထားတယ်လို့ထပ်ပြောသွားပါတယ်။ ဒီရာဇဝတ်အမှုတွေကိုကျွန်မပြန်ပြောပြပါမယ်။2025ခုနှစ်မေလ9ရက်နေ့အမေရိကန်ပြည်ထောင်စုက KNN နဲ့အတူအဖွဲ့ကောင်းဆောင်စောချစ်တူနဲ့သူ့ရဲ့သားနှုတ်စောထူအမ်မှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရာဇဝတ်ကိုင်းအဖြစ်သတ်မှတ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။အမေရိကန်ဗန်နာရေးဌာနနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံကနေထုတ်ပြန်ကြမှာ Trust National Criminal Organization ဆိုတာ မူရည်ဈေးဝရောင်းဝယ်မှုလူမောင်ခိုးရောင်းဝယ်မှုစိုက်ပါရာဇဝမှုနဲ့ငွေကြေးလိမ်လည်မှုအပါအဝင်နိုင်ငံတကာအနေနဲ့မိတ်တွေကိုဖျက်ချော်ကျူးလွန်တဲ့နိုင်ငံတကာရာဇဝအခိုင်းတွေကိုပြောတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအဆိုးဆုံးရာဇဝအခိုင်းဖြစ်တဲ့အဲ့ဒီနေ့မှာပဲဆော့ချစ်တို့တာအဖာတွေနဲ့ KNN ကို စိုက်ပါလို့ခေါ်တယ်။ဆက်တွယ်ရေးကွန်ရက်တွေနဲ့လိမ်လည်တဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုအတွက်ပိတ်ဆို့အရေးယူတဲ့ဆန့်ရှင်ကြတဲ့အတုံးအုံမှာ Treasury Session Bami Wallet and Militia Tied to Cyber Second Operation မှာ Wallet and Militia ဆိုပြီးအထူးသုံးနှုန်းထားပါတယ်။ Wallet ဆိုတာအကြမ်းဖက်မှုအကြက်ခိုင်မှုခေါင်းပုံဖြတ်မှုတွေနဲ့လူတွေကိုဒုက္ခပေးတဲ့မကောင်းဆိုးဝါးလို့ပြောတာပဲ။စောချစ်သူတို့ကတော်ပုံမကောင်းဆိုးဝါးတွေလို့အမေရိကန်ဘက်ကအပြက်ပြောထားတာပါပဲ။ဒုတိယအချက်အနေနဲ့ရာဇဝအခန်းချုပ်မင်းအောင်လှိုင်စောချစ်သူနိုင်ငံတော်ကိုတိစာဖောက်ပြပုံကန်တဲ့လူသားမျိုးနွယ်ဆိုင်ရာစစ်ရာဇဝအကောင်ကြီးမင်းအောင်လှိုင်နဲ့ KNA ကစောချစ်သူတို့ကအမေရိကန်အစိုးရအလို့ရှိတဲ့ရာဇဝတ်ကောင်းတွေပဲ2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ကြမှာ KNA has been referred from a connection to Burma's military in its criminal operation ဆိုတဲ့ဝါကျနဲ့ဒီနိုင်ငံတကာရာဇဝတ်မှုကို KNA နဲ့မြန်မာစစ်တပ်ချိတ်ဆက်ပြီးကျူးလွန်တယ်လို့ကဘာတိကျင်ညာတယ်။ KNA ခေါင်းဆောင်ကစောချစ်သူမြန်မာစစ်တပ်ခေါင်းဆောင်ကမင်းအောင်လှိုင် တဲ့ပြောရင်မင်းအွန်လိုင်းနဲ့အစောချစ်သူကကမ္ဘာအဆိုးဆုံးရာဇဝတ်အကန့်ချုပ်တယ်လို့အမေရိကန်ကပြောတာပဲကျမဒီတိုက်ရှင်းအောင်ပြောပြမယ်တကမ္ဘာလုံးဟိုးလေးတကြောဖြစ်နေတဲ့မြန်မာနိုင်ငံမှာအွန်လိုင်းလိမ်လည်မှုအပါအဝင်နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာ2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နိုင်ငံရေးအရာပြန်ပေးဆွဲမှုနဲ့အာဏာလုကြံစီမှုနောက်ပိုင်းကျမကြော်မကောင်းကြားမကောင်းဖြစ်ပြခဲ့တာပဲမင်းအွန်လိုင်းတို့မပါဘဲနဲ့လုံးလုံးမရပါဘူး ရှေ့တမင်ဘဲကထွတ်မင်းကြီးတာကထွတ်ဒါရှင်းနေတာကြီးနိုင်ငံတကာရာဇဝမှုတွေကိုကြိုးကင်တာကမင်းအောင်လှိုင်တို့ကိုယ်တိုင်ပဲတတိယအချက်အနေနဲ့နိုင်ငံတကာရာဇဝဌာနချုပ်နေပြီးတော့ကမ္ဘာကြီးတစ်ခုလုံးပွက်လို့ရနေတဲ့နိုင်ငံတကာရာဇဝအခိုင်ရဲ့ဌာနချုပ်ကနေပြီးတော့ပဲမြင့်မြင့်အချက်လက်နဲ့ကျွန်မရှင်းပြပါမယ်ဒါလို့ဆိုးရွားတဲ့နိုင်ငံတကာရာဇဝမှုတွေဆိုတာမိုးဘော်ကကြာလာတာလုံးဝမဟုတ်ပါဘူး ဒီရာဇောဂိုင်းစကန်နေဆိုတာများအလွယ်တကူရှာနေစရာမလိုပါဘူးတကယ့်ကိုပေါ်တင်ကြည့်ရဲ့နိုင်ငံတကာရာဇောဌာနချုပ် KK ပတ်နဲ့စကန်နေဆိုတာမြန်မာနဲ့ထိုင်းနေဆက်တောင်ရင်မြစ်ပြီးမင်းအောင်လိုင်းတို့ထိန်းချုပ်တဲ့မြဝတီမြို့နားမှာပဲအဲ့ဒီကနေစောချစ်သူတို့ကစိုက်ဘာရာဇောမှုအင်တာနက်လိမ်လည်မှုယင်းနှမြုံနှံလိမ်လည်မှုအွန်လိုင်းလိမ်လည်မှုတွေအပြင်လူကုန်ကူးနေတာ ကရင်ပြည်နယ်ထိုင်းနိုင်ငံနယ်နိမိတ်ချင်းတည်ဆဲနေတဲ့မြဝတီမြို့နယ်ရွှေကုတ်ကိုအခြေဆိုင်တင်းနေရတဲ့အတီးကြနယ်ကိုမြေပေါ်မှာထိုးထိုးထောင်ထောင်နဲ့တိုက်တာအမြင်ကြီးတွေကဟီလိုထလိုကဘာကြီးတစ်ခုလုံးမြင်နေရတယ်။အခုအဲ့ဒီ KK ဘက်ကအဆောက်အုံတွေကိုဖြိုချဖျက်ဆီးပြီးလက်ဆလက်နာဖျောက်တယ်။အခုပြန်ပေးဆဲဖမ်းပြီးခိုင်းစေခံရတဲ့ကဘာသူကဘာသားတွေပြန်လွတ်တယ်။ဒါရီအလုံးကနိုင်ငံတကာရာဇဝမှုတွေကိုကျူးလွန်တဲ့မျက်မြင်သက်တွေဖြစ်ပါတယ်။ ကဲလေကွင်းပြင်မှာထင်းထင်းချင်းမြင်နေရတဲ့စင်တီအလောင်းကိုစိတ်တည်ရင်နဲ့ဖုံးဖို့ကြံတဲ့မြေအောင်လိုင်းတို့အချို့ကိုကျွန်မချပြပါမယ်။တနိုင်ငံလုံးမှာလင်းရင်နဲ့ဘုံနေကျဲချပြီးအကျန့်ဖက်တက်ပြတ်နေတာဘသူတွေလဲ။မြေအောင်လိုင်းတို့ပဲဒီလိုမျိုးအကျန့်ဖက်လူတက်ဖြစ်ရှိနေတဲ့မြေအောင်လိုင်းတို့ကသူတို့အုပ်ဆိုတဲ့မြဝရီနာကနိုင်ငံတကာရာဇဝအခြေဆိုင်စကန်ဌာနချုပ်တွေကိုလက်ဖြားနေထောင်မတီးဘူးထားထားတာ။ဒီမျက်မြင်တွေ့နေရတာကနိုင်ငံတကာရာဇဝခိုင်ချုပ်ကမြေအောင်လိုင်းတို့ကိုယ်တိုင်ဖြစ်ပြီး နိုင်ငံတကာရာဇဝဌာနချုပ်ကနေပြည်တော်ဆိုတာတက်သေးပြပြီးဖြစ်ပါတယ်။စရုထအချက်အနေနဲ့နိုင်ငံတကာရာဇဝကြံရပါခြင်းအမေရိကန်ဘက်ကအလို့ရှိနေတဲ့စောချစ်သူတို့နဲ့ပူးပေါင်းနေတဲ့ပဝင်ပတ်သက်နေတဲ့အဖွဲ့တွေကအရှေ့တောင်အာရှဆိုင်ရာရာဇဝတ်ကိုင်းဝင် စောချစ်သူတို့နဲ့ပတ်သက်ဆက်နွယ်နေတဲ့အဖွဲ့တွေကအမေရိကန်ရဲ့ရန်သူအမေရိကန်နဲ့ရှင်းရမယ်။ပြည်စမအချက်အနေနဲ့ပြည်မှုထင်ရှားစီရင်ချက်အခုကရင်ပြည်နယ်ကကမ္ဘာအလယ်မှာအရှက်တကွဲအကျိုးနဲ့ဖြစ်နေတဲ့ အချက်လဲရအကျိုးလဲရုပ်အောင်လှုပ်တဲ့လက်တွေကစောချစ်သူတို့ဖြစ်တယ်။2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ကြမှာဘာမာဝါလော့အမီလက်ဒီယာတွဲသုံးထားတာမို့ကရင်ပြည်နယ်တော်မကဘူးမြန်မာနိုင်ငံတနိုင်ငံလုံးမှာစောချစ်သူတို့ကြောင့်ဂုံရုပ်သွားတယ်။ကရင်မျိုးသားတက်မတော် KNA နာမည်နဲ့ခေါင်းဆောင်နေရာယူထားတဲ့ပုံမှုကြီးအမိခံစောချစ်သူတို့လောက်ရကကရင်ပြည်နယ်တော်မကဘူးမြန်မာတနိုင်ငံလုံးကိုပါဂုံရုပ်စေတယ်။ ကျမအရှင်ပြောပါမယ်ကောင်းမှုကိုကောင်းမှုဖြင့်ကြီးမြင့်ပြီးမကောင်းမှုကိုမကောင်းမှုဖြင့်ကြီးမြင့်နေဆိုတဲ့ကမ္ဘာလုံးဆိုင်ရာဥပဒေသားအရအွန်လိုင်းငွေလိမ်ကမ်းနဲ့နိုင်ငံတကာအရာစုလက်တဲ့ဂိုင်းကြုတ်ကြီးတွေကိုမဖမ်းမဲခံရတဲ့သူတွေကိုပြန်လွှတ်လိုက်တာနဲ့ဒီကမ္ဘာအဆိုးဆုံးရာဇဝတ်ပြစ်မှုကြီးတွေကိုလုံးဝလျှော့ပြစ်လို့မရပါဘူးတရားခဏ်ဖြစ်တဲ့နိုင်ငံတကာရာဇဝတ်ဂိုင်းကြုတ်မင်းအောင်လှိုင်စောချစ်သူတို့ကိုရှင်းပြရမယ်စတမအချက်အနေနဲ့နိုင်ငံတကာဝရမ်းထုတ်ပြန်ချက် အလုံးတီအောင်ကျမတတိပေးပါမယ်အခုနိုင်ငံတကာဖန်ဝရံနေအရင်လိုမျိုးလူသိရှင်ကြမထုတ်ပြန်ပါဘူးလှုပ်ဝတ်ထားတယ်ရာဇဝအကောင်ကိုမိတဲ့အချိန်မှဖန်ဝရံပြတယ်နိုင်ငံတကာရာဇဝဂိုင်းချုပ်စောချစ်သူကိုနိုင်ငံတကာခုံရုံးမှဆွဲချက်တင်ထားပြီးကျမအာမခန်စကားထပ်ပြောပါမယ်အမေရိကန်အလို့ရှိတဲ့မကောင်ဆိုအတွင်းနိုင်ငံတကာရာဇဝကစောချစ်သူနဲ့နိုင်ငံတော်တစ္ဆေပါစီရာဇဝကောင်ကြီးမင်းအောင်လိုက်လုံးဝမိုက်ဆက်သိမ့်မယ်လို့ဆိုပါတယ်ရှင်